၃နှစ်အရွယ်ကလေးတယောက်ဒီနေ့ဒါမှလိုအပ်တဲ့ကယ်လိုရီပမာဏက1200ကယ်လိုရီခန့်လိုအပ်ပါတယ်။အစီကြဝေးကြဖို့ဆိုရင်တော့ကယ်လိုရီ deficit လုံးဝမှာမှန်ပါတယ်ဗျ။ကယ်လိုရီတွေအရန်လျှော့စားမှဝိတ်ကြမယ်အစီချမယ်လို့တွေးနေရမိတ်ဆွေအနေငယ်လေးလွဲနေပါပြီအထောက်အထားတွေရပြောရရင်ကျွန်တော်တို့၃နှစ်အရွယ်ကလေးတယောက်ဒီနေ့ဒါမှလိုအပ်တဲ့ကယ်လိုရီပမာဏက 1200ကယ်လူရီခန့်လိုအပ်ပါတယ်။ဒါကိုမိတ်ဆွေလိုကျွန်တော်တို့လိုအသက်အရွယ်တွေကကယ်လူရီ1000ဝန်းကျင်ကဓာတ်ရက်လေးစားနေတာလို့1200ဝန်းကျင်ကဓာတ်ရက်လေးပဲစားနေတာလို့ဆိုတာတွေကအနည်းငယ်လေးလိုရနေလို့မထင်ဘူးလားဗျ။စီကြဝေးကြဖို့ဆိုရင်တော့ကယ်လီဒီဖစ်စစ်လောက်အောင်မှန်ပါတယ်ဗျဒါပေမဲ့အလွန်အမင်းရှော့စားလိုက်ရင်တော့ရေရှည်မှာဇီဝဖြစ်စဉ်တွေဟော်မုန်းဘဲလန်းတွေနဲ့ကျန်းမာရေးပေါ်မှာတက်ရောက်မှုတွေအများကြီးရှိလာနိုင်ပါတယ်ဗျကျွန်တော်လေ့လာရတော့အရွယ်ရောက်ပြီးသားလူတယောက်တစ်နေ့မှာလိုအပ်တဲ့ကယ်လီပမာဏက2000ဝန်းကျင်ခန့်ရှိပါတယ်ဗျ မိတ်ဆွေတို့စတိုးဆိုင်လေးတွေမှာအစားအသောက်တွေဝယ်တာပဲဖြစ်ဖြစ်အေးအေးဘူးလေးတွေအချွေဘူးလေးတွေဝယ်တာပဲဖြစ်ဖြစ်စေးဝါးတွေဝယ်တာပဲဖြစ်ဖြစ်အခြားမုံလေးတွေဝယ်တာပဲဖြစ်ဖြစ်ပေါ့ဗျာပါကင်တုံလေးတွေမှာပါတဲ့ nutrition fat လို့ရေးထားတဲ့နေရာလေးမှာ အောက်မှာ based on 2000 calorie လို့ရေးထားလေးတွေမိတ်ဆွေတို့တွေ့ဦးကြပါလိမ့်မယ်ဗျာအဲ့ဒါကရွယ်ရောက်ပြီးသားလူတယောက်တနေ့မှာလိုအပ်တဲ့ calorie ပမာဏလေးကိုစံနမူနာထားပြီးတော့သူကသူ့မှာပါဝင်တဲ့ ingredient တွေရဲ့အချိုးအစားလေးတွေကိုပေါ်ပြထားတာဖြစ်ပါတယ်ဗျာ ကယ်လိုရီအများကြီးရှော့စားနိုင်ရင်ဝိတ်ကြမယ်ဆိုတာမှတ်ပါတယ်ဒါပေမဲ့ကြာလာတဲ့ဝိတ်တွေထဲမှာအစီပမာဏကနည်းနည်းလေးပဲပါသွားမယ်ကျွန်တော်တို့ခန္ဓာကိုယ်တွေကရေဓာတ်တွေကျွန်တော်တို့ခန္ဓာကိုယ်တွေတန်ဖိုးကြီးလာတဲ့ကြွက်သားတွေကများများပါဝင်သွားမှာဖြစ်ပါတယ်ဗျဒီချိန်မှာဟော်မုန်းရဲ့လှုပ်ဆောင်ချက်တွေဇီဝအဖြစ်စဉ်တွေမှာကမောက်ကမောက်ဖြစ်သွားပြီးတော့မိမိကနည်းနည်းလေးပုံမှန်လေးပဲစားရုံနဲ့တည်းအစမတန်ပြန်ဝလာတဲ့ဆိုတဲ့အဖြစ်တွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်ဗျကျွန်တော်ကိုယ်တိုင်ကြုံခဲ့ဘူးလို့ဒီကြောင်းလေးကိုပြောပြနိုင်တာဖြစ်ပါတယ်ဗျ ါကြောင့်ကျန်းကျန်းမာမာနဲ့ပေါ့ပေါ့ပါပါဝေးကြအစီကြဘူးဆိုရင်ကယ်လိုရီ deficit လောရမှာမှန်ပါတယ်ကယ်လိုရီကိုအနည်းငယ်လေးပဲ short စားပြီးတော့အခြားအာဃာသတစ်ခုခုအသုံးမဟုတ်ကိုယ်လက်လုံရှာလေ့ကျင့်ခန်းတစ်ခုခုနဲ့တွဲဖက်ပြုလုပ်ပါလို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်ဗျာ ဒီ view လေးကမိတ်ဆွေအတွက်အဆင်ပြေမယ်အကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဆင်ပြေတဲ့အကျိုးရှိခဲ့ဆိုရင်အောက်က comment box လေးမှာမှတ်ချက်တစ်ခုရေးခဲ့ပြီးတော့အခြားမိတ်ဆွေလည်းသိအောင်ပြန်လည်မျှဖို့ကျွန်တော်ကတောင်းဆိုပါတယ်နောက်ထပ်သိကျင်တဲ့ fitness နဲ့ပတ်သက်တဲ့ပုံသဒ္ဓတွေလေ့ကျင့်ခန်းတွေသိကျင်တာရှိရင်လည်းအောက်က comment box လေးမှာရေးပြီးတော့မေးခွန်းလို့ရပါတယ်ဗီဒီယိုလေးကိုစုံတဲ့ digit ပြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ group လေးပါအစီချဖို့စူးစမ်းနေတဲ့သူတွေကို online မှာရောအပြင်မှာပါကုညီနည်းပြပေးနေတဲ့ fat loss guide တယောက်ဖြစ်ပါတယ်